စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆံပြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မူဦးပင်ဖွံ့ဖွဲကဏ္ဍကိုဒီနေ့မနက်ပိုင်းမှာကျင်းပပြုလုပ်ရာပြည်တော်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးပါသည် ရှေးဥစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အစည်းများသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မူပင်သို့ရောက်ရှိကြရာစိုက်ပျိုးရေးမွေးမြူရေးနှင့်စံပြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ၊ကျောင်းသားကျောင်းသူများကယင်းဤနှွေးထွေးစွာဖြင့်ကြိုဆိုနှုတ်ဆက်ကြပါသည်။ အဆိုပါခန်းနာသူကော်မရှင်အတွင်ရမှုတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်ဦးကော်မရှင်အဖွဲ့ဝင်နေဆက်ကြီးအဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည်ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးမင်းနောင်ဒေါက်တာမျိုးသိန့်ကျော်ဦးမျိုးတန် ေရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းကာကွယ်ဦးစည်းချုပ်ရုံးမှအစင်းမြင့်တက်မတော်ရရှိကြီးများဒုတိယဝန်ကြီးများစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများပမောက္ခချုပ်များနှင့်ဒုတိယပမောက္ခချုပ်များဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါသည် အဲ့ဒီနောက်အကန့်နာကိုစတင်ကျင်းပပြစ်လို့ရာကော်မရှင်တွင်ရင်မူတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦးကော်မရှင်အဖွဲ့ဝင်နေဇရီယဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆံပြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းနောင်တိတ်ပန်နနီးပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်နဲ့ AR တိုင်းဒေတာကြီးဝန်ကြီးချုပ်တို့ကအခမ်းအနားကိုဖဲကျူးဖြဲဖွင့်လှစ်ပေးကြပါသည် အဲဒီနောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကစိုင်းပြူးရေးနှင့်မွေးမြူရေးတက်ကတူမူပင်ပင်မဆောင်စိုင်းပုတ်အားဆက်ကလုတ်နှင့်ဖွင့်လှစ်ပေးပါသည်။ ဒီနောက်နိုင်ငံတော်ယာယီတမတာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အကန္နာတက်ရောက်လာကြသူများသည်မှတ်တမ်းတင်စူပေါင်းတက်ဖို့ရိုက်ခဲ့ကြပါသည်အဒီနောက်နိုင်ငံတော်ယာယီတမတာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အများကပင်မအဆောက်အုံကပြီးမော်ကွန်းအားအမွေးနှစ်တားရေးများဖြင့်ပတ်ပြန်ပေးခဲ့ကြပါသည် အဲ့ဒီနောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပပြုလုပ်ရာရှေးဥစွာကျောင်းသားကျောင်းသူလေးများကစိုက်ပျိုးတက်ကတူမူပင်ဖွင့်ပွဲအထိမ့်မဲ့တခြင်းဖြင့်ကပြပြောပြကြပါသည်။ ဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌကအမှားစကားပြောကြရမှာယခုကျင်းပတဲ့စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မူဝင်ဖွံ့ဖွဲကဏ္ဍဟာနိုင်ငံတော်ရဲ့စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက်စက်တီမင်္ဂလာရှိတဲ့နေဒူးနေမြအခမ်းအနားဖြစ်တဲ့ကဲ့သို့စတင်တက်ရောက်ကြမယ်။ကျောင်းသားကျောင်းသူများနဲ့သင်ကြားရေးဆရာဆရာမများအတွက်လည်းတမိုင်းမှတ်တိုင်တစ်ခုဖြင့်မှတ်တမ်းတင်နိုင်မဲ့နေ့တစ်နေ့ဖြစ်ပါကြောင်းစိုက်ပျိုးရေးနှင့်ဝင်းမြူရေးတက်ကသူမူဦးပင်ကို2025 2026ပညာသင်နှစ်ကစတင်ပြီးယခုလိုမျိုးဖွင့်လှစ်နိုင်ခြင်းဟာနိုင်ငံတော်ရဲ့စိုက်ပျိုးရေးနဲ့ငွေမြူရေးကဏ္ဍအတွက်လိုအပ်လျက်ရှိတဲ့လူစွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူပြုစေမှာဖြစ်တဲ့အပြင်နိုင်ငံစည်းဝါမြင့်တင်ရေးအတွက်လည်းတပတ်တလန်းကအကျိုးပြုစေနိုင်မှာဖြစ်ပါကြောင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတူမူပင်ဖွင့်လင်းရတဲ့အခြေခံရွေးချယ်များမှာနိုင်ငံတော်ရဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်တဲ့လူသားအရင်းမြေဖွံ့ဖြိုးတိုးတက်စေရန်အရေးချင်းပြုရတဲ့စိုက်ပျိုးရေးပညာသိပ္ပံပွဲနဲ့မွေးမြူရေးပညာသိပ္ပံပွဲရပညာရှင်များပုံမှုတင်ကြားမွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနဲ့ငွေမြူရေးလုပ်ငန်းများစိုက်ပျိုးရေးနဲ့ငွေမြူရေးအခြေခံစီးပွားရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ခမီးနည်းပညာများ အတက်ပညာများလေ့လာသင်ယူနိုင်ကြစေဖို့နဲ့လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကိုပုံမအားကောင်းစွာဆောင်ရွက်နိုင်ကြစေရန်ပင်ဖြစ်ပါကြောင်းဒါအပြင်နိုင်ငံတကာနဲ့ရေမောင်တန်းနိုင်မဲ့စိုက်ပျိုးရေးပညာရှင်များငွေမြူရေးပညာရှင်များမွေးထုတ်ပေးနိုင်ရင်အတွေ့ဘာသာရေးဆိုင်ရာသင်ကြားမှုသင်ယူမှုတမက သူတေသနအခြေပြုတက္ကသိုလ်တခု Research Oriented University အဖြစ်တိုးမြှင့်ဖြစ်ပေါ်လာစေရန်ကိုလည်းမျှော်မှန်းဦးတည်ချက်ထားရှိပါကြောင်းယခုတက္ကသိုလ်မှအသိပညာအတတ်ပညာနှင့်ပြည့်စုံပြီးစိုက်ပျိုးရေး၊ငွေမြူရေးဘာသာရပ်များနှင့်စိုက်ပျိုးငွေမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများအပါအဝင်စီးပွားရေးလုပ်ငန်းများကိုချိတ်ဆက်ပေးနိုင်မယ်။ဘွဲ့ရပညာတတ်များငွေထုတ်ပေးနိုင်မှာဖြစ်ပါကြောင်းမိမိတို့နိုင်ငံဟာစိုက်ပျိုးငွေမြူရေးကိုအခြေခံထားတဲ့နိုင်ငံဖြစ်တာနဲ့အညီစိုက်ပျိုးရေးငွေမြူရေးကဏ္ဍဟာ ိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွေ့အ धिक မောင်းနှင်အားတစ်ခုဖြစ်ပါကြောင်းနိုင်ငံတကာကိုကြည့်ပါကလည်းဖွံ့ဖြိုးပြီးနိုင်ငံများဟာစိုက်ပျိုးရေးနဲ့ငွေမြူရေးကိုခြေခံပြီးစီးပွားရေးတိုးတက်အောင်စွမ်းဆောင်ကြရမှစက်မှုနိုင်ငံအထိတည်ထောင်နိုင်ကြခြင်းဖြစ်ပါကြောင်းအလားတူဖွံ့ဖြိုးဆဲနိုင်ငံများဟာလည်းစိုက်ပျိုးငွေမြူရေးလုပ်ငန်းများကိုခြေခံပြီးစားရိတ်ခါပူလုံအောင် ပိုရှင်အောင်လှုပ်ဆောင်နိုင်ဖို့နဲ့ကုန်ထုတ်လုပ်ငန်းများကိုတွန်းမြင့်ပြီး MSME လုပ်ငန်းများမှတစ်ဆင့်နိုင်ငံတော်ကိုပြောင်းလဲတိုးတက်အောင်လှုပ်ဆောင်နေကြပါကြောင်းမိမိတို့နိုင်ငံမှာလည်းကြွေဝတဲ့ရေမြေသဘာဝအရင်းမြစ်များနဲ့ယာတိဥတုကောင်းမွန်မှုကိုအရင်ပြုပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုတိုးတက်စေဖို့နဲ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း ဆိုင်ပြူကဏ္ဍဟာနိုင်ငံတော်ရဲ့ပြည်တွင်းအသက်တင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ရဲ့23.8%ရာခိုင်နှုန်းထိပါဝင်နေပါကြောင်းနိုင်ငံလူဦးရေရဲ့46ရာခိုင်နှုန်းကဟာဆိုင်ပြူရေဝင်းမြူရေလုပ်ငန်းများနဲ့ဆက်စပ်တဲ့လုပ်ငန်းများမှာအသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ကျေးလက်နေပြည်သူများဖြစ်ကြပါကြောင်းဆိုင်ပြူဝင်းမြူရေကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေပြည်သူများရဲ့ဝင်ငွေတိုးတက်မှသာကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့်နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းမိမိတို့နိုင်ငံဟာစိုက်ပျိုးမြေအမြောက်များရှိပြီး တီနံမျိုးစုံစိုက်ပျိုးနိုင်တဲ့ရာသီဥတုနဲ့ဂေယစနစ်မျိုးစုံရှိခြင်းရေကျိုးအေးမြေကျွမ်းဝခြင်းတို့ကြောင့်ပြည်တွင်းစားရိတ်ကပူလုံသီးတာမကပိုရှန်နဲ့လေယာသားငါးထွက်ကုန်များကိုပြည်ပကိုတင်ပို့လျက်ရှိပါကြောင်းအထူးသဖြင့် Airy တိုင်းဒေတာကြီးဟာမြန်မာနိုင်ငံရဲ့ဇပတ်ကြီးအဖြစ်တမိုင်းအစင်လာကြီးမားတဲ့ဒေတာဖြစ်ပါကြောင်းယခုလိုစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မူပင်ကိုဖွင့်လှစ်နိုင်ခြင်းဟာ Airy တိုင်းဒေတာကြီးရဲ့အဓိကလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အပြင် တဏိတာကြီးရဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်ခြင်းမှသည်နိုင်ငံတော်ရဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုရရှိစေနိုင်မယ်လို့ယုံကြည်ပါကြောင်း ရခိုင်ကမြန်မာနိုင်ငံမှာရေစင်းစိုက်ပျိုးရေးတပ်ကတူဟာတခုတည်းသော စိုက်ပျိုးရေးတပ်ကတူဖြစ်ပြီးအလားတူငွေမြွေဆိုင်ရာစစ်တပ်ကတူဟာလည်းတခုတည်းသောတပ်ကတူအဖြစ်ရှိခဲ့ပါကြောင်း လက်ရှိကာလမှာရေစင်းစိုက်ပျိုးရေးတပ်ကတူဟာတနစ်မှာစိုက်ပျိုးရေးဘွဲ့ရပညာရှင်300ခန့်နဲ့ငွေမြွေဆိုင်ရာစစ်တပ်ကတူဟာ200ခန့်သာမွေးထုတ်ပေးနိုင်ပါကြောင်း ိုလိုနီခေတ်ကစတင်ပြီးဖွင့်လှစ်ခဲ့တဲ့တက္ကသိုလ်နှစ်ခုဟာနိုင်ငံတော်အတွက်လိုအပ်တဲ့ဘွေးရပညာရှင်အရေးအတွက်လုံလောက်အောင်မွေးထုတ်ပေးနိုင်ခြင်းမရှိတဲ့အတွက်ဖြည့်ဆည်းပေးရမယ်လိုအပ်ချက်တစ်ခုဖြစ်ခဲ့ပါကြောင်းဒါကြောင့်မိမိတို့အစိုးရတာဝန်ယူခဲ့တဲ့2020ခုနှစ်ကစတင်ပြီးနိုင်ငံတော်အတွက်အဆင့်မြင့်စိုက်ပျိုးရေး ဝင်းမြူကြီးဘွဲရပညာရှင်များအလဲလက်အစင်စိုက်ပျိုးရေးဝင်းမြူကြီးဒီပလိုမာလက်မှတ်ရပညာရှင်များစိုက်ပျိုးရေးဝင်းမြူကြီးဘာသာရေးဆိုင်ရာကျွမ်းကျင်အဆင့်ရှိ အသိမှတ်ပြုလက်မှတ်ရပညာရှင်များပုံမှန်မွေးထုတ်ပေးနိုင်ရန် ကျူပန်ဆောင်ရွက်ခဲ့ပါကြောင်းအတိလို့ဆောင်ရွက်မှာအခြေခံပညာနဲ့စက်မှုစိုက်ပျိုးဝင်းမြူရေးအထက်တန်းကျောင်း89ကျောင်းရှိရင်စိုက်ပျိုးသိပ်ပံ15ကျောင်းမှာဝင်းမြူရေးဘာသာရပ်ပါတင်ကြားပေးနိုင်တဲ့စိုက်ပျိုးရေးနဲ့ဝင်းမြူရေးသိပ်ပံအဖြစ်ကျောင်း9ကျောင်းတူးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး9လုပ်ငန်းသိပ်ပံတွင်တကျောင်းတစ်ကျောင်းနဲ့တရိတ်ဆန်စေကူတာရေးသိပ်ပံတစ်ကျောင်းတို့ကိုတူးချဲ့ဖွင့်လှစ်ပေးခဲ့ပါကြောင်း ဒါကြောင့်လေအခြေခံလူဆွမ်းအရင်းမြစ်များကိုရခင်ကာလထဲစုစုပေါင်း 8352ဦးကိုပုံမတင်ကြားငွေထုတ်ပေးနိုင်ခဲ့ပါကြောင်းယခုဖွင့်လှစ်တဲ့မူဦးပင်စိုက်ပျိုးရေးနဲ့ငွေမြူရေးတက္ကသိုလ်မှလည်းနှစ်စဉ်စိုက်ပျိုးငွေမြူရေးပညာရှင်300စီငွေထုတ်ပေးနိုင်မှာဖြစ်ပါကြောင်းထပ်မံပြီးလဲအထက်မြန်မာနိုင်ငံမှာစိုက်ပျိုးငွေမြူရေးတက္ကသိုလ်အသစ်တစ်ခုဖွင့်လှစ်ရန်ကြိုးပမ်းဆောင်ရွက်နေတဲ့ကဲ့သို့အနာဂတ်မျှော်မှန်းချက်အဖြစ်တန်တီတာကြီးပြည်နယ်များမှာစိုက်ပျိုးရေးနဲ့ငွေမြူရေးကောလိပ်ကျောင်းတစ်ကျောင်းစီဖွင့်လှစ်နိုင်ရန်ဆွေးနွေးသုံးသပ်လျက်ရှိတာကိုအသိပေး ပြောကြားလိုပါကြောင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မူပိန်ကို ရေစင်းစိုက်ပျိုးရေးတက္ကသိုလ်နဲ့မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ကဲ့သို့ထိတ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေရန်ရည်မှတ်ထားပါကြောင်းရည်မှတ်ထားတဲ့အတိုင်းလေဖြစ်မြောက်အောင်မြင်အောင်ကျူပန်းအကောင့်ထဲပေါ်သွားမှာဖြစ်ပါကြောင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မူပိန်မှာစိုက်ပျိုးရေးပညာနဲ့သက်ဆိုင်တဲ့မဟာဌာနကြီး7ခုမွေးမြူရေးပညာနဲ့သက်ဆိုင်တဲ့မဟာဌာနကြီး12ခုအခြေခံဝိဇ္ဇာသိပ္ပံပညာရက်ဌာန3ခုပါဝင်ဖွဲ့စည်းထားပြီး ီးအရေးချင်းပြည့်ဝတဲ့ဆရာဆရာမများနဲ့ဌာနအသီးသီးမှဘာသာရပ်ကျွမ်းကျင်သူပညာရှင်ကြီးများကိုစူးစီးအားဖြင့်တင်ကြားပေးရန်စီစဉ်ထားတယ်လို့သိရှိရပါကြောင်းအချို့ဘာသာရပ်များကိုလည်းပညာရှင်များကိုဧပမောက္ခကြီးများဖြင့် ဖိတ်ကြားတင်ကြားပေးခြင်းဆွေးနွေးပွဲစာတမ်းဖတ်ပွဲများပြုလုပ်ပေးခြင်းတို့ဖြင့်အဖက်ဖက်ကလက်ဟာမှုမရှိအောင်ကြိုးပမ်းသွားရန်အကြံပြုလိုပါကြောင်းဘွဲ့လွန်တင်နှံ့များဖြင့်ဘွဲ့လွန်ဒီပလိုမာမဟာဘွဲ့ပါရဂူဘွဲ့များထိဆက်လက်ဖွင့်လှစ်ပေးမှာဖြစ်တဲ့အတွက်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာလိုအပ်တဲ့အရေးအသွေးမြင့်လူဆွမ်းအားအရေးမြင့်များကိုမွေးထုတ်ပေးနိုင်မှာဖြစ်ပြီးတက္ကသိုလ်ရဲ့စိုက်မွေးပညာပြည်ရွာဖွံ့ဖြိုးဆိုတဲ့စံပုံးနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အားကိုးရတဲ့တက္ကသိုလ်တစ်ခုဖြစ်လာမှာ ကိုပြောကြားလိုပါကြောင်းစိုက်ပျိုးရေးနဲ့ ဝင်းမြူကြီးပညာရက်ကိုတာမန်အဖြစ်အတုံးချသိပ်ပံပညာရက်တသက်အဖြစ်သာရှုမြင်လေရှိကြပါကြောင်းအမှန်တကယ်မှာစိုင်ပျိုးရေးပညာရက်များနဲ့သက်ဆိုင်တဲ့မြေစီလွာဇီဝဗေဒရုပ်ခဗေဒဘာသာရက်များအပါအဝင်ဘာသာရက်73ခုဝင်းမြူကြီးပညာရက်နဲ့သက်ဆိုင်တဲ့ဝင်းမြူကြီးပညာစေပညာခွဲစိတ်ကုနဲ့မျိုးပွားပညာအပါအဝင်ဘာသာရက်72ခုစတဲ့ဘာသာရက်များနဲ့သီအိုရီနဲ့ဤပညာသဘောတရားများဟာကျယ်ပြန့်ပါကြောင်း အဆိုပါအချက်များကိုနားလည်တက်မြောက်ပြီးရေမြေရာသီဥတုစတဲ့သဘာဝတရားများနဲ့ကိုက်ညီအောင်စောင့်ရနိုင်ရန် ဝိဇ္ဇာဘာသာရေးဆိုင်ရာတွေးခေါ်မျှော်မြင်မှုနဲ့ပြဿနာဖြေရှင်းမှုစွမ်းရည်တောင်သူနဲ့ဝင်းမြွေသမားများရဲ့ခံယူမှုနဲ့လူမှုစည်းဝါးဆိုင်ရာအချက်အလက်များစီမံခန့်ခွဲမှုပညာ at all management ကိုပါတင် जा ပေးတဲ့ပညာရပ်ဖြစ်ပါကြောင်းဒါကြောင့်သိပ္ပံပညာရပ်များတမကစဉ်စားတွေးခေါ်မှုစီမံခန့်ခွဲမှုစွမ်းရည်နဲ့ပြည့်စုံတဲ့ဘွဲ့ရကျောင်းသားကျောင်းသူများဖြစ်မွေးထုတ်ပေးနိုင်မှာဖြစ်ပြီးတင်ယူတဲ့ကျောင်းသားကျောင်းသူများကလည်း ကြိုးစားတင်ယူကြရန်တိုက်တွန်းမှကြားလိုပါကြောင်းစိုက်ပျိုးရေးနှင့်ငွေမြူရေးတက်ကတူမူပင်မှာငွေမြူရေးဘွဲကိုပါအနှင်းနိုင်ရန်စီစဉ်ထားခြင်းဖြစ်တာကြောင့်ဘွဲရများနဲ့ကျေးလက်နေပြည်သူများအနေနဲ့စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းသာမက စိုက်ပျိုးရာသီပြင်ပမှာငွေမြူရေးလုပ်ငန်းများက ဝင်ငွေကိုပါရရှိခြင်းအပြင်မိသားစုဝင်ငွေတိုးတက်လာပြီးဆင်းရဲနှွမ်းပါမှုကိုလျှော့ချနိုင်မှာဖြစ်ပါကြောင်း ERI တိုင်းဒေသကြီးဟာမြန်မာနိုင်ငံရဲ့အဓိကစံစဘာစိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးတဲ့ဒေသကြီးဖြစ်တဲ့ကဲ့သို့ငါးမစုံဝင်ငွေလုပ်ငန်းများလည်းအများအပြားရှိပါကြောင်းသို့တော်လည်း ERI တိုင်းဒေသကြီးအတွင်းမှာရေကြီးကွင်းရေနက်ကွင်းများဧရိယာကျယ်ပြန့်စွာရှိနေပြီးစိုက်ပျိုးလုပ်ငန်းအတွေ့အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးတဲ့အတွက်စိုက်ပျိုးရေးနဲ့ဝင်းမြူရေးတွဲဖက်ဆောင်ရွက်တဲ့စနစ်များကို တိုးချဲ့ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မူပင်အနေနဲ့အဆိုပါစနစ်များကိုသူတေသနာပြုပြီးအောင်မြင်အောင်စမ်းသက်ဆောင်ရွက်ပေးရန်ကိုလည်းတိုက်တွန်းပြောကြားလိုပါကြောင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဆိုင်ရာလူဆွမ်းအားအရင်းမြင့်ဖွံ့ဖြိုးရေးအတွက်ရင်းနှီးမြှုပ်နှံခြင်းဟာတိုးပွားလာတဲ့လူဦးရေအတွက်စားရရိတ်ခံလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးလူဆွမ်းအားတဘောအရင်းမြစ်များရေရှည်တည်တံ့စေရေးကျိလက်နေပြည်သူများရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလေယာသားငါတန်ဖိုးမြင့်ထုတ်ကုန်များတိုးမြင့်ထုတ်လုပ်နိုင်ရေးစတဲ့ရည်မှန်းချက်များကိုပြည့်မီစေမှာဖြစ်ပါကြောင်းယခုတက္ကသိုလ်မှာစိုက်ပျိုးရေးငွေမြူရေးပညာများကိုစီးပူးသင်ယူကြတဲ့ကျောင်းသားကျောင်းသူများအနေနဲ့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးနိုင်ငံတော်ရဲ့စိုက်ပျိုးရေးနဲ့ငွေမြူရေးကဏ္ဍအောင်မြင်တိုးတက်ဖို့စိုက်မွေးပညာပြည်ရွာဖွံ့ဖြိုးဆိုတဲ့တက္ကသိုလ်ရဲ့စောင့်ဖို့နဲ့အညီတိုင်းပြည်နဲ့လူမျိုးအကျိုးကိုစားတဲ့တဲ့ဘူး တိုးတက်ထမ်းဆောင်သွားကြဖို့နဲ့တက္ကသိုလ်အနေဖြင့်လည်းစိုက်ပျိုးရေးနဲ့ဝင်းမြူရေးပညာရှင်များစွာကိုစင်စက်မပြတ်မွေးထုတ်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့်ပြောကြားခဲ့ပါသည်အရင်နောက်စိုက်ပျိုးရေးမွေးမြူရေးနှင့်စံမြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကစိုက်ပျိုးရေးနှင့်မွေးမြူရေးတက်ကတူမူပင်ဖွင့်လှစ်ရခြင်းရွေးချက်နှင့်ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပါသည် အဲ့ဒီနောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌထံစိုက်ပျိုးရေးမွေးမြူရေးနှင့်စံပြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကစိုက်ပျိုးရေးနှင့်မွေးမြူရေးတက်ကတော်မူပင်ဖွင့်လှစ်ခြင်းအထိမ့်မှတ်ပစ္စည်းအားဂါရဝပြုပေးအပ်ခဲ့ပါသည်အကန္နာပြီးမှနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကအကန္နာတက်ရောက်လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။ အဲ့ဒီနောက်တက္ကသိုလ်အစည်းအဝေးခန့်မှတ်မှာစိုက်ပျိုးရေးမွေးမြူရေးနဲ့စံမြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မူပင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုနဲ့ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့မှုဆရာဆရာမများခန့်အပ်ဆောင်ရွက်လျက်ရှိမှုတင်ကြားရေးဌာနများဖွဲ့စည်းဆောင်ရွက်ထားရှိမှု2025 2026ပညာသင်နှစ်မှာတဏိတာကြီးနဲ့ပြည်내များမှကျောင်းသားကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိမှုပညာသင်ထောက်ပံ့ခြင်းများပေးရရန်အတွက်ယာတာဆောင်ရွက်လျက်ရှိမှုနှစ်အလိုက်ကျောင်းသားကျောင်းသူများတက်ရောက် သင်ကြားနိုင်ရေးယာတာဆောင်ရွက်လျက်ရှိမှုတက္ကသိုလ်အတွက်လိုအပ်တဲ့အဆောက်အအုံများထပ်မံဆောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုချီးမြှင့်များကို၎င်းကော်မရှင်အဖွဲ့ဝင်နေဇရီယဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကနေဇက်ဒေတာတိုင်းသက်လူငယ်များဖွံ့ဖြိုးတင်နန်းကြောင်းမူပင်မှာចောင်းသားចောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိမှုနဲ့ပညာသင်နှင့်အလားတက္ကသိုလ်ဝန်ထမ်းအောင်မြင်မှုចောင်းသားចောင်းသူများအားထောက်ပံ့မှုများဆောင်ရွက်ပြည့်ရှိမှု ခြေအနေများကို၎င်း သိပ္ပံနဲ့နှီးပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကအစိုးရနှီးပညာအထက်တန်းကျောင်းမူအပင်ဆိုင်ရာအချက်လက်များအလုပ်ယုံနဲ့အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများတိစောက်ထားရှိမှုတင်ကြားရေးဝန်ထမ်းများခန့်အပ်ထားရှိမှုကျောင်းသားကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိမှုအထူးပြုပညာရည်များအလိုက်သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုဒေသလိုအပ်ချက်အရာကာလတူသင်တန်းများဖွင့်လှစ်ပေးလျက်ရှိမှုအခြေအနေများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပါသည် တင်ပြမှုများနဲ့ပတ်သက်ပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကမြန်မာနိုင်ငံမှာစိုက်ပျိုးရေးနဲ့ဝင်းမြူရေးတက္ကသိုလ်မှာရခိုင်ကတခုတည်းသာရှိခဲ့ပါကြောင်းဒါကြောင့်စိုက်ပျိုးရေးနဲ့ ဝင်းမြူကြီးတက်ကတူမူဝင်ဖွင့်လှစ်နိုင်ရေးမိမိအနေဖြင့်2021ခုနှစ်ကစတင်ပြီးကြိုးပမ်းဆောင်ရွက်ခဲ့တော်လဲအကြောင်းအမျိုးမျိုးကြောင့်ဖွင့်လှစ်ရန်နှောင့်နှေးခဲ့ရပါကြောင်းစိုက်ပျိုးရေးနှင့်ဝင်းမြူကြီးတက်ကတူများသူတက်ရောက်လျက်ရှိတဲ့ကျောင်းသားကျောင်းသူများအားပညာသင်ထောက်ပံ့ခြင်းများပေးရနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါကြောင်းမိမိတို့နိုင်ငံဟာစိုက်ပျိုးရေးနှင့်ဝင်းမြူကြီးကိုအခြေခံတဲ့စီးပွားရေးအတိအကထားဆောင်ရွက်ခြင်းဖြစ်တာကြောင့်မယိုးဖလားစိုက်ပျိုးဝင်းမြူကြီးလုပ်ငန်းများကိုဆောင်ရွက်ခြင်းထက်ဤစနစ်ကျနာတဲ့ခင်မီစိုက်ပျိုးဝင်းမြူကြီးလုပ်ငန်းများကို ိုဆောင်ရွက်နိုင်မယ်ဆိုတာကများစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါကြောင်းဒါကြောင့်စိုက်ပျိုးမွေးမြူရေးပညာရှင်များကိုမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်နေခြင်းဖြစ်ပြီး agro based industry ကိုစောင့်ရနိုင်ရည်ရည်ရွယ်စောင့်ရနေခြင်းဖြစ်ပါကြောင်းနိုင်ငံတော်အနေနဲ့နိုင်ငံသားများရဲ့ပညာရည်မြင့်မားစေရည်ကြိုးပမ်းဆောင်ရွက်ရှိပြီးမိမိတို့နိုင်ငံရဲ့ပကတိလိုအပ်ချက်ဖြစ်တဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်ပညာတတ်လူသားအရင်းမြစ်များပေါ်ကျွေးဝလာစေရည်ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးကဝါဝန်ဆောင်ရွက်ပေးကြရန်လိုပါကြောင်းချင်းကပညာကျောင်းများမှာလည်းတန်းစဉ်ကူးပြောင်းမှုများ ြင်မာလာစီကိုလည်းဝိုင်းဝန်းဆောင်ရွက်ကြစီလိုကြောင်းကျေးလက်ဒေတာဖွံ့ဖြိုးရေးအတွက်ပညာရေးမြင့်တင်လုပ်ငန်းများကိုဆောင်ရွက်ပေးရန်လိုကြောင်းနိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစုဆိုတဲ့နိုင်ငံတော်ကချက်မှတ်ထားတဲ့အတိုင်းပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အားပေးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဒါပြင်တက္ကသိုလ်များတိဆောက်ရမှာလဲရေရှည်အတွက်ကြိုတင်မျှော်တွေးပြီး Master Plan ချမှတ်ခါစနစ်တကျရေးဆွဲတိဆောက်ရန်လိုကြောင်းတက္ကသိုလ်ဝင်းများအတွင်အရေးရလေးကားပင်များနဲ့တက္ကသိုလ်ကိုကိုစားပြုတဲ့အပင်များကိုစိုက်ပျိုးသွားရန်လိုကြောင်းစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်မှနိုင်ငံတော်အတွက်လိုအပ်တဲ့လူသားအရင်းမြစ်ကောင်းများစွာမွေးထုတ်ပေးပြီးအရေးချင်းရှိတဲ့စိုက်ပျိုးမွေးမြူရေးပညာရှင်များဖြစ်အောင်ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့်လမ်းညွှန်မှကြားခဲ့ပါသည် အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌသည် စိုက်ပျိုးရေးနှင့်ဝင်းမြူကြီးတက်ကတူမူပင်ရဲ့အေဒရော်မှတ်တမ်းစာအုပ်မှမှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ပါသည် အဲ့ဒီနောက်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အများဟာစိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်မူပင်နေဆက်ဒေတာတိုင်းဒေသလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမူပင်အစိုးရနှီးပညာအထက်တန်းကျောင်းမူပင်နှင့်ပိုလီတက်ကနစ်နှီးပညာတက္ကသိုလ်မူပင်တို့အတွင်မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်တာများလမ်းညွှန်မှားကြားခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။